This is Radio NUG, the voice of National Unity Government of Myanmar, broadcasting for Myanmar's Spring Revolution. Radio NUG is transmitting from shortwave 16 meter 17.79 MHz at 8:30 a.m. and 25 meter 11.94 MHz at 8:30 p.m. Myanmar Standard Time. မြို့သားညီမျိုးရေးအစိုးရရဲ့အတံထွန်းဌာန Radio NUG ကိုမနက်ပိုင်း၈နာရီခွဲမှလိုင်းတူ16မီတာ19.9 MHz ညပိုင်း၈နာရီခွဲမှလိုင်းတူ25မီတာ17.6 MHz တို့မှာဓာတ်ရိုက်ဖမ်းယူနိုင်ပါပါရှင်။ဒီမှာအပောင်းနဲ့ဖြည့်ဆုံးကြပါစေ။အခုချိန်ကစပြီး Radio NUG အစီအစဉ်တွေကိုဓာတ်ရိုက်အတံလွှင့်ပေးနေပါရှင်။ ရေဒီယို NUG ကိုနားဆင်နေကြတဲ့သောတာရှင်များနဲ့မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းတဘာဝဘေးစစ်အာဏာရှင်ဘေးတို့ကနေကင်ဝေးပြီးကိုစိတ်နှပါအေးချမ်းလုံခြုံကြပါစေလို့ရေဒီယို NUG မှဥစွာပထမနှုတ်ခွန်းဆက်တာအပ်ပါတယ်။ဒီကနေ့2025ခုနှစ်မေလ16ရက်နေ့ရေဒီယို NUG ရဲ့ညပိုင်းထုတ်လွှင့်မှုအစီအစဉ်တွေကိုစတင်နားဆင်ကြရပါတော့မရှင်။ခုပထမဦးစွာရေဒီယို NUG စီးရီးသတင်းကောင်းနှုတ်ချက်ကိုຫນွေဦးနိုင်ကဖတ်ကြားတင်ပြပေးပါမယ်ရှင်။ မင်္ဂလာပါခင်ဗျာအခုချိန်ကစပြီး2025ခုနှစ်မေလ16ရက်နေ့ညပိုင်းမှာတင်ပြပေးမယ့် Radio NUG ရဲ့စီးရီးသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့ຫນွေဦးနိုင်ပါအခုပထမဆုံးတစ်ပုတ်အနေနဲ့စေကောင်စီကျူးလွန်တဲ့ဆေးရဆုံးမှုနဲ့လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့လောရက်တွေကိုနိုင်ငံတကာအဖွဲ့အစည်းတွေထံပေးပို့သွားမယ်လို့အေအေပြောတဲ့သတင်းကိုတင်ပြပေးပါမယ် အပြင်မဲ့အရတားပြည်သူတွေကိုအစုလိုက်အပြုံလိုက်တက်ဖြတ်နေတဲ့စစ်ကောင်စီရဲ့ဆေးရစိုးမှုနဲ့လူသားမျိုးနွယ်အပေါ်ပြစ်မှုကျူးလွန်နေတဲ့လောရက်တွေကိုသက်ဆိုင်ရာနိုင်ငံကအဖွဲ့အစည်းတွေစီပေးပို့သွားမယ်လို့ရခိုင်တပ်တော် AA ကပြောကြားလိုက်ပါတယ်စစ်တပ်ကကြောက်တော်မျိုးကိုနှစ်ရက်ဆက်တိုက်ပုံချေတိုက်ခိုက်ခဲ့တာကြောင့်အပြင်မဲ့အရတားပြည်သူ၈ဦးသေဆုံးခဲ့ရပြီးတော့၁၄ဦးဒဏ်ရာရခဲ့တာနဲ့ပတ်သက်လို့ရခိုင်တပ်တော်ကအခုလိုအသိပေးပြောဆိုလိုက်တာဖြစ်ပါတယ် အပြစ်မဲ့အရက်သားအရခပြည်သူတွေကိုအစုလိုက်အပြုံလိုက်တက်ပြတ်နေပြီးတော့ဆေးရဆုံးမှုတွေနိုင်ငံအနှံ့နှီးစင်ရက်ဆက်ကျူးလွန်နေတဲ့စစ်ကောင်စီရဲ့လုပ်ရက်တွေကိုလည်းရခိုင်တပ်တော်ကပြင်းပြင်းထန်ထန်ရှုတ်ချထားပါရည်အကြံဘက်စစ်ကောင်စီဟာမေလ14ရက်နေ့ညနေပိုင်းမှာကြောက်တော်မျိုးရွာမရက်ကွက်ကို Jet Fighter နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အပြစ်မဲ့အရက်သားပြည်သူအမျိုးသမီး3ဦးတိဆုံးခဲ့ပြီးတော့9ဦးတန်ရာရရှိခဲ့တယ်လို့အသိပေးထားပါရည် ထို့အတူအချမ်းဘတ်စစ်ကောင်စီရဲ့ဂျက်ဖိုက်တာတစ်စင်းဟာမေလ25ရက်နေ့မှာလေကြောက်တုံမျိုးပေါ်၃ချိန်လှည့်ပတ်ပြီးတော့ရွာမရက်ကွက်ကို၃ချိန်တိုင်တိုင်ရက်ဆက်ရုံမာစွာနဲ့ထက်မှန်ပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အပြစ်မဲ့အရတားပြည်သူ၅ဦးတည်ဆုံးခဲ့ရပြီးတော့၉ဦးပြင်းထန်တဲ့အလက်စားဒဏ်ရာတွေရရှိခဲ့တယ်လို့ရခိုင်တပ်တော်ကထုတ်ပြန်ထားပါတယ်ခင်ဗျာဆလဘီတပိတ်ချင်းတွေကစစ်ဘေးရှောင်စကန်းကိုစစ်တပ်ကလေရင်နဲ့ပုံကျဲတာကြောင့်နှစ်ဦးတိဆုံးပြီးတော့၉ဦးဒဏ်ရာရတဲ့တဲ့တင်ကိုတင်ပြပေးပါမယ်။ မန္တလေးတိုင်းတပေကျင်းမြို့နယ်မှာရှိတဲ့စစ်ပေးဆောင်စခန်းကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အရသာပြည်သူ၂ဦးသေဆုံးပြီးတော့တန်ကားတော်တစ်ပါးနဲ့ကလေးငယ်၄ဦးအပါအဝင်၉ဦးဒဏ်ရာရခဲ့တယ်လို့ပြည်ဦးလွင်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကပြောပါတယ်။မနေ့ကမေလ၁၅ရက်နေ့မနက်၉ :48 မိနစ်ခန့်အချိန်မှာတပေကျင်းမြို့နယ်တဲကကိုမှန်ရွာနဲ့လမ်းလေကြစ်ရွာကြားကစစ်ဘေးရှောင်စခန်းကိုအကြမ်းဖက်စစ်တပ်ရဲ့ Jet Fighter တစ်စင်းကဘုံကျဲတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။ အကြံဖတ်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်အသက်60အရွယ်အမျိုးသားတအူးနဲ့အမျိုးသမီးတအူးသေဆုံးခဲ့ရပြီးတော့ခလေးလေးဦးနဲ့ရဟန်းတစ်ပါးအပါအဝင်၉ဦးထဏ်ရာရခဲ့တယ်လို့အသိပေးထားပါတယ်စစ်ကောင်စီဘက်ကအရသာပြည်သူတွေကိုဥတီတဲ့တိုက်ခိုက်မှုတွေဇက်တိုက်လုပ်နေတာကြောင့်ပြည်သူလူထုအနေနဲ့အကြမ်းဖက်စစ်ကောင်စီနဲ့ဝေးတဲ့နေရာမှာနေထိုင်ကြဖို့နဲ့လေကြောင်းရံကိုကာကွယ်နိုင်တဲ့ဘုံခူချင်းတွေတူထားကြဖို့ပြုံးလွင်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကနှိုးဆော်ထားပါရခင်ဗျာ။ ဆက်လက်ပြီးဒဝင်းမျိုးအဝင် ပေါက်တိုင်းတရားဂိတ်ကိုတိုက်ခိုက်မှုစေအုပ်စုဘက်က5ဦးတေပြီးတော့9ဦးတန်ရာရတဲ့တရင်ကိုတင်ပြပေးပါမယ်တနင်္သာရီတိုင်းဒဝေမျိုးအဝင်မှာရှိတဲ့ပေါက်တိုင်းတရားခိတ်ကိုတော်လန်ဟိတက်တွေပူးပေါင်းတိုက်ခိုက်ခဲ့ရာစစ်အုပ်စုဘက်က5ဦးတေဆုံးပြီးတော့9ဦးဒဏ်ရာရသွားတယ်လို့လောင်လုံးမျိုးနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကဒီကနေ့မေလ16ရက်နေ့မှာထုတ်ပြန်ထားပါတယ်။စစ်ကောင်စီတပ်ဖွဲ့နဲ့ပြူစောတီးတွေရှိတဲ့ပေါက်တိုင်းတရားခိတ်ကို မေလ9ရက်နေ့မနက်ပိုင်းကတိုက်ခိုက်ခဲ့တဲ့စစ်စင်ရေးအခြေအနေကိုထုတ်ပြန်လာတာပဲဖြစ်ပါတယ်။စစ်ကောင်စီဘက်ကပြန်လည်ပြစ်ခတ်မှုတွေကြောင့်တနာရီကန်းကြာတဲ့အဲ့ဒီတိုက်ပွဲမှာစစ်ကောင်စီတပ်ဖွဲ့နဲ့ပြူစောတီးတွေဘက်က5ဦးတေပြီးတော့9ဦးပြင်းထန်တမ်းရရသွားပြီးမြင်ပြည်သူ့ကာကွယ်ပူးပေါင်းတပ်တွေဘက်ကထိခိုက်မှုမရှိခဲ့ဘူးလို့သိရပါတယ်။စစ်ကောင်စီတပ်တွေဘက်ကစစ်ကူတွေရောက်ရှိလာတာကြောင့်ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေမနက်6:00မိနစ်50ခန့်မှာစုခွာခဲ့ရတယ်လို့လည်းအတည်ပြုထားပါတယ်။ ီတိုက်ခိုက်မှုကိုတဝဲခရိုင်တပ်ပေါင်းစုဒေါင်းညီနောင်စစ်ကြောင်းအုတ်အုံးစစ်ကြောင်းတဝဲခရိုင်ပြည်သူ့ကာကွယ်တပ်မတော်တပ်ရင်းတက်လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖာ မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်တရင်တက်ခွဲတက် KNL တပ်မဟာလီအထူးတပ်ဖွဲ့ဒဝဲမျိုးနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ DDT နဲ့ဒရုန်းတပ်ဖွဲ့တွေပူးပေါင်းတိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်။မိဘပြည်သူတွေကိုအနိုင်ကျင့်ပူကြပြီးတော့ပစ္စည်းတွေတင်းယူတာနဲ့ဖမ်းဆီးတာတွေပြုလုပ်နေတဲ့စစ်ကောင်စီတပ်ဖွဲ့ကိုဆက်လက်တိုက်ခိုက်ချေမှုန်းသွားမယ်လို့တော်လိုင်းအင်အားစုတွေကထုတ်ပြန်ကြေညာထားပါတယ်ခင်ဗျာ။ ဆက်လက်ပြီးလောင်းလုံးမျိုးနဲ့စံလန်းကျေးရွာကစစ်တပ်တောက်တိုင်တွေကိုဖမ်းဆီးတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။တနင်္သာရီတိုင်းလောင်းလုံးမျိုးနဲ့စံလန်းကျေးရွာကစစ်တပ်တောက်တိုင်တွေကိုဖမ်းဆီးထားတယ်လို့မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကဒီကနေ့မေလ16ရက်နေ့မှာထုတ်ပြန်ပါတယ်။စံလန်းကျေးရွာကစစ်တပ်တောက်တိုင်တွေကိုမေလ10ရက်နေ့မနက်ပိုင်းကဖမ်းဆီးခဲ့တဲ့ဖြစ်စဉ်တွေနဲ့ပတ်သက်လို့အတိအပြီးထုတ်ပြန်လိုက်တာပဲဖြစ်ပါတယ်။ စစ်ကောင်စီနဲ့ပတ်သက်ဆက်နွယ်နေသူတွေလို့ကြော်စောတဲ့ရေလုံငန်းလုပ်ကင်သူဒေါ်အောင်ကြီးနဲ့သူ့ရဲ့သမီးဒေါ်စင်မာစိုးတို့ကိုဖမ်းဆီးခဲ့ရမှာမူရီစေဝါဝယ်ယူထားသူတွေရဲ့အမိတွေပါတဲ့စည်ရင်းစာအုပ်နဲ့အတူရေတပ်စစ်သင်္ဘောကပ္တိန်ထံဆက်ကြီးပေးဆောင်နေရသူတွေရဲ့စည်ရင်းစာအုပ်တွေရေတပ်ဘိုးတွေအပါအဝင်နေပြည်တော်နဲ့စစ်ကောင်စီအတိုင်းအဝန်းကအရာရှိကြီးတွေရဲ့ဖုန်းနံပါတ်တွေပါတဲ့စာအုပ်နဲ့သူတို့နဲ့ဆက်သွယ်ပြောဆိုထားတဲ့ဖုန်းတွေပါတင်စီရရှိခဲ့တယ်လို့ဆိုထားပါတယ် ဒါအပြင် WY စိတ်ကြွဈေးဝါ18ပြားတင်းစီရရှိခဲ့ပြီးတော့အိမ်မှာလူမရှိတော့တဲ့အတွက် ရွှေငွေလက်ဝတ်ယတနာတွေနဲ့ဆိုင်ကယ်၃စီးကိုလုံခြုံရေးအရာထိန်းသိမ်းထားတယ်လို့အတည်ပြုထားပါတယ်။ဆက်လက်ပြီးဆန်းလန်းရွာကပြူစောထီးတွေနဲ့အတူလက်နက်ကင်ဘူးပြီးတော့ဒေါ်လန်ဟီကာလာအစောပိုင်းကလူငယ်တွေကိုဖမ်းဆီးရမှာတရင်အဖြစ်ပါဝင်ခဲ့တဲ့စစ်ကောင်စီနဲ့ဆက်နွယ်နေသူဦးသိန်းစော်ခေါ်ဝမ်စတာကိုထပ်မံဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။ ဒါအပြင်စစ်ကောင်စီနဲ့ပတ်သက်ဆက်နွယ်နေတဲ့ဥအောင်စိုးနဲ့တားဖြစ်သူရှိန်းသူရိန်မူခေါ်တားမေရိုးကိုဖမ်းဆီးခဲ့ပေမဲ့သူတို့ထွက်ဆိုချက်အရာစစ်ကောင်စီနဲ့ထပ်မပတ်သက်ဖို့ခံဝန်ကတိနဲ့ပြန်လည်ပေးခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်ဆလဘီဆန်းလန်းရွာသားစစ်တပ်ထောက်ဖို့ကိုစိုးစောငိမ့်ကိုဖမ်းဆီးခဲ့ရမှာစိတ်ကျမ်းမာရေးအားနည်းသူတို့ဖြစ်နေတာနဲ့စေကူသားမှုခံယူပြီးတော့နောက်ပိုင်းစစ်ကောင်စီနဲ့ပတ်သက်ဆက်နွယ်တာမရှိတော့ဘူးလို့သိရတဲ့အတွက်ကြောင့်ပြန်လွတ်ပေးလိုက်တယ်လို့သိရပါတယ် လောင်လုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကထုတ်ပြန်ထားတဲ့အချမ်းဘတ်စစ်ကောင်စီတောက်တိုင်အထိပ္ပယ်တက်မှတ်ချက်အတိုင်းလုံဆောင်ခဲ့တာဖြစ်ပြီးတော့ဖမ်းဆီးထားသူတွေကိုတော့ NUG ကာကွယ်ရေးဝန်ကြီးဌာနလမ်းညွှန်ချက်အတိုင်းဆက်လက်လုံဆောင်သွားမယ်လို့ထုတ်ပြန်ထားပါတယ်ခင်ဗျာဆလဘီနတ်တလင်းမျိုးနယ်ဘက်စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ကိုတိုက်ခိုက်ခဲ့ရမှာစစ်တပ်ဘက်ကတိုက်ဆုံမှုတွေရှိပြီးတော့တော်လိုင်းရဲဘော်၅ဦးဒဏ်ရာရတဲ့တဲ့တင်ကိုတင်ပြပေးပါမယ်။ ပဲခူးတိုင်းနန်တလင်းမြို့နယ်ကကျေးရွာတွေကိုစစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်ဖွဲ့ကိုတိုက်ခိုက်ခဲ့ရမှာစစ်တပ်ဘက်ကထိခိုက်သေးဆုံးမှုတွေရှိနေတယ်လို့တော်လန်ဟီတပ်တွေဘက်ကရဲဘော်၅ဦးမစိုးရင်ရတဲ့ဒဏ်ရာရရှိခဲ့တယ်လို့နန်တလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကပြောပါတယ်။နန်တလင်းမြို့နယ်ထန်းတော်ကျေးရွာတွေဝင်လာတဲ့အင်အားတရာခန့်ပါတဲ့စစ်တပ်စစ်ကြောင်းကိုတော်လန်ဟီတပ်ပေါင်းစုကမေလ၁၄ရက်နေ့ညနေ၆နာရီခန့်မှာ စောင့်ကြိုတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်စစ်ကောင်စီတပ်ဖွဲ့နဲ့ပြူစိုးထိတွေ့ပါတဲ့အင်အားတရာခန်းပါစစ်ကြောင်းကိုတရင်3831မှတက်ခွဲ3နက်စစ်တီတပ်ဖွဲ့တက်ခွဲ4 BRA တပ်ဖွဲ့တက်ခွဲ2 Phoenix တပ်ဖွဲ့နဲ့တက်ခွဲ6 AR ညီနောင်တပ်ဖွဲ့တို့ကြားပြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့စစ်ကောင်စီဘက်က10ဦးထပ်မံနေတိုက်ဆုံသွားတယ်လို့ဒေါ်လန်ဤတပ်ဖွဲ့တွေကထုတ်ပြန်ထားပါတယ် လက်ရှိမှာစစ်ကောင်စီတပ်ဖွဲ့ဟာအင်အားထက်မှန်ဖြည့်တင်းထားတာတွေလုပ်နေပြီးတော့ပဲခူးယူမအဆက်ကခြေရွာတွေဘက်ဥတီလှုပ်ရှားနေတာကြောင့်ဒေသကြီးပြည်သူတွေစည်ရေးတတိနဲ့တွာလာကြဖို့လေကြောင်းအန်ဒီကိုအထူးဂရုပြုကြဖို့တာယာဝရီ KI မှာရှိတဲ့တော်လန်ရေးတပ်ရင်းတပ်ဖွဲ့တွေကတတိပီနှိုးဆော်ထားပါတယ်ခင်ဗျာ ဆက်လက်ပြီးမိုးပြင်းမြို့စစ်ကောင်စီလက်ထဲပြန်မရောက်အောင်ခုခံတိုက်ခိုက်နေတဲ့တော်လိုင်းတပ်တွေကိုကြည်နဲ့ရိတ်ခါထောက်ပံ့ပေးကြဖို့ရှမ်းတောင်စစ်ဒေသခွဲတိုက်တွန်းတဲ့တရင်ကိုတင်ပြပေးပါမယ်။မိုးပြင်းမြို့စစ်ကောင်စီလက်ထဲပြန်မရောက်အောင်ခုခံတိုက်ခိုက်နေတဲ့တော်လိုင်းတပ်တွေကိုကြည်နဲ့ရိတ်ခါထောက်ပံ့ပေးကြဖို့ရှမ်းတောင်စစ်ဒေသခွဲကတိုက်တွန်းလို့ဆိုလိုက်ပါရီ။ရှမ်းတောင် KND စစ်တိုင်းဒေသရှမ်းတောင်စစ်ဒေသခွဲ PDF ဘူဟာအမှတ်၁ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KNI အမျိုးသားကာကွယ်ရေးတပ် KNDF နဲ့အခြားမဟာမိတ်တပ်ပေါင်းစုတွေစုမှုထားတဲ့မိုးပြင်းမျိုးကိုပြန်လည်ထိန်းချုပ်နိုင်ဖို့စစ်ကောင်စီဟာပြည်သူ့စစ်နယ် PNO အဖွဲ့တွေနဲ့ပူးပေါင်းပြီးတော့မေလ6ရက်ကစပြီးဒီကနေ့မေလ16ရက်နေ့အထိ စစ်ကြောင်းထိုးနေတာကြောင့်အခုလိုအတီပီနှူးစော်လိုက်တာဖြစ်ပါတယ်။စစ်ကောင်စီကအင်အား600ခန့်နဲ့ညောင်ရွှေနဲ့ဖေကုံမျိုးနယ်အဆက်မှာရှိတဲ့ရေဘူးကြီးရွာ၊စွန့်စွဲကြီးရွာနဲ့လွဲလုံကြီးရွာဘက်ကိုကုန်းချောင်းရေချောင်းကနေထိုးစစ်ဆင်လာခဲ့တဲ့အတွက်ကြောင့်ပြည်သူ့ကာကွယ်ရေးတပ်ဖြစ်တဲ့ရှမ်းတောင်ကရင်နီစစ်တိုင်းဒေသရှမ်းတောင်စစ်ဒေသကွယ် PDF viewer အမှတ်၁စီမံကိုယ်ခဲ၏အောက်မှာရှိတဲ့ PDF အမှတ် P31006 ထရင် P31009 တိုက်ရင်နဲ့စီအရာပူပေါင်းတိုက်ခိုက်နေတဲ့ပြားစစ်ကြောင်းတို့ပူပေါင်းပြီးတော့စစ်တပ်စစ်ကြောင်းတွေကိုပြင်းပြင်းထန်ထန်ခုခံနေရတယ်လို့ဆိုပါတယ်။ ထိုးစစ်ဆင်လာတဲ့စစ်တပ်စစ်ကြောင်းတွေကိုပြင်းပြင်းထန်ထန်ခုခံတိုက်ခိုက်ခဲ့တာကြောင့်ဆယ်ရက်အတွင်းစစ်ကောင်စီတပ်ဖွဲ့ပြည်သူစစ်နဲ့ PNO တို့ဘက်ကပြင်းထန်တံရရသူတွေများနေပြီးတော့တိုက်ဆုံသူလည်း18ဦးထပ်မနေရှိနေတယ်လို့စစ်ကြောင်းမှုနဲ့စစ်ရေးနှီးဖြူဟာမှုတို့ကမြေပြင်ကနေသတင်းပေးပို့ထားတယ်လို့ SSTOC PDF1 သတင်းပြန်ကြားရေးဌာနကပြောပါတယ်။ စေကောင်စီနဲ့ PNO တွေဟာလက်နက်ကြီးနဲ့လေယာဉ်တွေအပြင်တိုက်ခိုက်ရေး drone တွေပုံမှုအသုံးပြုထိုးစစ်ဆင်လာတာကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကခံစင်းနဲ့ဟန်တားထားနိုင်တယ်လို့စစ်အုပ်စုရဲ့တိုက်ခိုက်ရေး drone အကြီးနှစ်ဆင်းကိုလည်းပြစ်ချနိုင်ခဲ့က ME3 လေးလက် ME1 တစ်လက်နဲ့ခရမ်းတွေတင်စီရရှိခဲ့တယ်လို့ဆိုပါတယ်။အထင်အားသွားတဲ့စစ်အုပ်စုဟာအရက်လူထုဘက်ကိုဥတီပြီးတော့ညောင်ရွှေမြို့နယ်ထဲမှာရှိတဲ့စွန်စွဲကြီးရွာကပြည်သူပိုင်းအိမ်အလုံး20ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲကာလအတွင်းလက်နက်ကြီးကြီးကြောင့်ပြည်သူ့ကာကွယ်ရေးရဲဘော်2ဦးအသေးစားဒဏ်ရာရခဲ့ပြီးတော့တပ်ပေါင်းစုကရဲဘော်2ဦးမြင်းမြတ်စွာကြာဆုံးခဲ့တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။မိုးပြင်းမြို့တွင်မှာလည်းမေလ14ရက်နေ့ကတိုက်ပွဲပြင်းထန်ခဲ့ပြီးတော့စစ်အုပ်စုဘက်က9ဦးထက်မနည်းသေဆုံးကထိခိုက်ဒဏ်ရာရသူတွေအတွက်ခမာရ၄နှစ်နှစ်တရင်ကိုပြန်လည်ဆုတ်ခွာနိုင်ဖို့လက်နက်ကြီးတွေနဲ့အစိမ့်ငွေဘုံတွေအလုံးအုံကြုံပစ်ခတ်တိုက်ခိုက်ကတက်စခန်းတွေဆုတ်ခွာသွားတယ်လို့သိရပါတယ်။ လက်ရှိမှာရှမ်းတောင်စစ်ဒေသကွဲ PDF viewer အမှတ်1 viewer နဲ့တပ်ပေါင်းစုတွေဟာစစ်တပ်စစ်ကြောင်းတွေဖြစ်တဲ့မိုးပြဲမြို့တွင်စစ်ကြောင်းမိုးပြဲကုန်းတာစစ်ကြောင်းနဲ့ဖေကုံမြို့နယ်နဲ့ညောင်ရွှေမြို့နယ်ဆက်ကစစ်ကြောင်းတွေကိုတာဝန်ယူခုခံကာကွယ်ရတဲ့အခြေအနေနဲ့ရင်ဆိုင်နေရပြီးတော့တိုက်ပွဲတွေဆက်လက်ပြင်းထန်နေအောင်မယ်လို့စီရေးလိလာသူတွေကသုံးသပ်ထားပါတယ်။ ရှမ်းတောင်စစ်ဒေသခွဲဗျူဟာအနီးနဲ့စစ်ရှိန်မြင့်ပြီးတော့စစ်ကောင်စီတပ်တွေကိုပြန်လည်ထူးဆစ်ဆင်နိုင်ဖို့ခဲရန်စစ်ကြောင်းအတုံးစီးနဲ့စစ်ကြောင်းရိတ်ခါတွေလိုအပ်နေတဲ့အတွက်ကြောင့်စစ်တိုင်းကိုကဲရေးအဖွဲ့ MOD နဲ့ပြည်တွင်းပြည်ပက ထောက်ပို့ပြီးသူဝိုင်းဝန်းထောက်ပို့ပေးကြဖို့တိုက်တွန်းထားပါတယ်ခင်ဗျာဆက်လက်ပြီးခရမ်းမျိုးနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF ခရမ်း၄နှစ်ပြည့်အခမ်းအနားအောင်မြင်စွာကျင်းပပြီးစီးတဲ့တဲ့တင်ကိုတင်ပြပေးပါမယ် ခရမ်းမျိုးနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF ခရမ်း၄နှစ်ပြည့်အခမ်းအနားကိုအွန်လိုင်းမှကျင်းပခဲ့တယ်လို့သိရရှိပါတယ်။မေလ၁၅ရက်နေ့မှာခရမ်း PDF တပ်ဖွဲ့ဖွဲ့စည်းတီထောင်ခြင်း၄နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။တပ်ဖွဲ့ဖွဲ့စည်းတီထောင်ခြင်း၄နှစ်ပြည့်အခမ်းအနားမှာကြာဆုံးလည်ပြီးသောအာဇာနည်သူရဲကောင်းများအားငြိမ်သက်အလေးပြုခြင်းရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့တိုင်းတာဝန်ခံကိုနောင်ယူအထူးစစ်စင်ရေးတပ်ဖွဲ့ SOF တပ်ဖွဲ့မှရဲဘော်အောင်ဆန်ရှာအမျိုးသားညီညွတ်ရေးအစိုးရ ကိုရီးယားနိုင်ငံဆိုင်ရာကိုယ်စားလှယ်ဥယျာဉ်နိုင်ထွန်းရန်ကုန်တောင်ပိုင်းခရိုင်ဇုံနှင့် ခရိုင်ပကဖတာဝန်ခံကိုလကွန်အိမ်တို့တက်ရောက်အမှစကားပြောကြားခဲ့ကြပါသည်။ဒါအပြင်ခရိုင်မြို့နယ်1990လွတ်တော်ကိုယ်စားလှယ်ဥကျော်သွင်းဘူကြီးဟောင်းနေမျိုးစဉ်ကိုမင်းမင်းဒေဂျွန်ကိုမိုင်းမျိုးဆက်တို့နှင့်နိုင်ငံတကာရောက်ထောက်ပို့များကအသီးသီးအမတ်တရစကားများ ပြောကြားပေးခဲ့ကြတယ်လို့သိရပါတယ်။အခမ်းအနားကိုနေမြေအခြေအနေအရအချင်းချင်းကျင်းပပြီးတော့အောင်မြင်စွာရုပ်သိမ်းခဲ့တယ်လို့သိရပါတယ်ခင်ဗျာ။ဆလဘီတိုက်ပွဲပြင်းထန်နေတဲ့မူပြင်းမှာ၄ရက်အတွင်းစစ်မှုထမ်းတပ်သားတက်16ဦးအလင်းဝင်တဲ့တရင်ကိုတင်ပြပေးပါမယ်။တိုက်ပွဲတွေပြင်းထန်နေတဲ့မိုးပြင်းမြို့နယ်မှာ၄ရက်အတွင်းစစ်မှုထမ်းတပ်သား16ဦးအလင်းဝင်လာတယ်လို့ရှမ်းတောင်စစ်ဒေသခွဲကဒီကနေ့မေလ16ရက်နေ့မှာထုတ်ပြန်ပါတယ်။ မိုးပြင်းမျိုးကိုပြန်လည်ထိန်းချုပ်နိုင်ဖို့ကြိုးစားလာတဲ့စစ်ကောင်စီဟာပြည်သူစစ်နဲ့ PNO အဖွဲ့တွေနဲ့ပူးပေါင်းပြီးတော့မေလ16ရက်နေ့ကစတင်ကအင်အား600ခန်းနဲ့ကုန်းချောင်းရေချောင်းကနေထိုးစစ်ဆင်လာတဲ့အထွတ်ဒီကနေ့အထိတိုက်ပွဲတွေပြင်းထန်နေစေလို့ဆိုထားပါတယ်အခုလိုတိုက်ပွဲတွေပြင်းထန်လာတာနဲ့အမျှပြည်သူစစ်အဖြစ်ဖမ်းဆီးစုဆောင်းထားတဲ့စစ်မှုထမ်းတပ်သားတွေရဲဘော်တွေရှမ်းတောင်စစ်ဒေသခွဲ PDF ဗျူဟာအမှတ်၁ကိုကဲမှုအောက်ကိုလာရောက်ခိုးလုံအလင်းဝင်လာသူ၄ရက်အတွင်း16ဦးထိရှိလာတယ်လို့အသိပေးထားပါတယ် အလင်းဝင်လာတဲ့ပြည်သူစစ်ရဲဘော်အများစုဟာအမျိုးသားညီညွတ်ရေးအစိုးရ NUG စနစ်သက်ပညာရေးနဲ့2023ခုနှစ်ကမှစေတမ်းအောင်ထားသူတွေလည်းပါဝင်နေတာကိုတွေ့ရှိရတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါရခင်ဗျာအခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းတောက်ကိုခန့်နဲ့တာကီတို့ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ စီးရီးသတင်းတွေကိုနားဆင်ရပြီးမှာတော့ဆက်လက်ပြီးပြည်တွင်းသတင်းများကိုတော့ကျွန်မຫນွေဥမုံကတင်ပြပေးသွားပါမယ်ရှင်။မင်္ဂလာညချမ်းပါ2025ခုနှစ်မေလ16ရက်နေ့ Radio NUG ရဲ့ညပိုင်းပြည်တွင်သတင်းတွေကိုတင်ပြပေးသွားပါမယ်။ပထမဆုံးတင်ပြပေးမယ့်သတင်းကတော့ဂျမစီယုစုဝါဒဖြန့်ချင်မှုအပိုင်းကိုလည်းပုံမှန်သတိထားကြဖို့ပြည်ထောင်စုဝန်ကြီးချုပ်မန်ဝင်းခိုင်တန်ပြောကြားတဲ့သတင်းပဲဖြစ်ပါတယ်။ မြို့သားညီညွတ်ရေးအစိုးရဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအစည်းအဝေးအမှတ်စဉ်16မြင်းဆောင်2025ကို2025ခုနှစ်မေလ15ရက်နေ့နံနက်ပိုင်းမှာကျင်းပခဲ့ပါတယ်။ပြည်ထောင်စုဝန်ကြီးချုပ်မှပြောကြားရမှာစနေနေ့ကစကိုင်းတိုင်းတပင်းမြို့နယ်ဩရိနေကျေးရွာမှာအပြစ်မဲ့ကလေးငယ်တွေစတင်နေတဲ့စတင်ကြောင်းကိုဖက်စစ်ကျန်းဖက်စီစုကလူမဆန်စွာလေချောင်းကနေပုံကျဲတိုက်ခိုက်ခဲ့ပြီးဒီလိုရက်ဆက်တက်လို့ရကြောင်းတပင်းဩရိနေတွင်စတင်ကြောင်းကចောင်းသား22ဦးနဲ့ ဆရာမနှစ်ဦးစုစုပေါင်း24ဦးသေဆုံးခဲ့ပြီးကျောင်းသူကျောင်းသား103ဦးနဲ့ဆရာဆရာမနှစ်ဦးစုစုပေါင်း105ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းဒီလိုတိုင်းပြည်ရဲ့နာဂတ်ဖြစ်တဲ့ကလင်းငယ်တွေကိုပြစ်မှတ်ထားတိုက်ခိုက်တဲ့လူသားမျိုးနွယ်ပေါ်ကျူလွန်တဲ့ရာဇဝမှုမြောက်တဲ့လူရက်ကိုမြို့သားညီညွတ်ရေးအစိုးရအနေနဲ့ပြင်းထန်စွာရှုံချပြီးသေဆုံးသွားတဲ့ကလင်းငယ်တွေနဲ့မိသားစုများအတွက်ထပ်တူထပ်မြဝမ်းနည်းရပါကြောင်းဒါဟာဂျမ်ဘစီယုတ်စုရဲ့ရက်ဆက်ရုံမှမှုကိုပေါ်လွင်စေပြီးသူတို့ကိုမြေပြတ်ချေမှုမို့ဘလောက်ရေးကြည့်တယ်ဆိုတာ ထပ်မံမိမောင်းထိုးပြနေတယ်လို့ဖြစ်ပါကြောင်းနဲ့ဂျမတ်စယုစုဝါရဖြန့်ချီမှုပိုင်းကိုလည်းပုံမသတိထားကြရမှာဖြစ်ပါကြောင်းဝန်ကြီးချုပ်ကပြောပါတယ်ဒါအပြင်တရင်မတွေဖြန့်ချပြီးပြည်သူ့ဘဝေဝအောင်ပေါ်ပေါ်တင်တင်လှုပ်လာတာတွေရှိသလိုဒီလိုဖြစ်ရတွေပေါ်ခြေခံပြီးတော်လင်းဘတ်တော်သားတွေကြားသွေးကွဲစေမဲ့ narrative ပုံစံမျိုးတွေကိုပုံမို့အသုံးပြုလာတာတွေ့ရလို့အချင်းချင်းကြားမှာလည်းသတိကြီးကြီးထားကြဖို့လိုမှဖြစ်ကြောင်းဝန်ကြီးချုပ်ကထပ်လောင်းပြောပါရယ်။ဇီဝေတို့ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်တန်းဦးဆောင်က ပြည်ထောင်စုဝန်ကြီးများဒုတိယဝန်ကြီးများအမြဲတမ်းအတွင်းဝင်များတွဲဘက်အတွင်းဝင်များနဲ့ဌာနဆိုင်ရာများမှတာဝန်ရှိသူများတက်ရောက်ခဲ့ကြပါတယ်ရှင်။နောက်ထပ်တင်ပြပေးမယ့်သတင်းကတော့ဂျာကာလာဒီတန်တကပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီနဲ့မကွေးတိုင်းမန္တလေးတိုင်းလွှတ်တော်စီဝေးတို့ NGO ဝန်ကြီးများတက်ရောက်တဲ့သတင်းပဲဖြစ်ပါတယ်။ မြို့သားညညွေးအစိုးရဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီနဲ့မကွေးတိုင်းဖရဲယူနစ်လွှတ်တော်မန္တလေးတိုင်းလွှတ်တော်ကုစားပြုကော်မတီအစည်းအဝေးနှစ်မြင့်ဆောင်2025ကိုမေလ15ရက်မှာကျင်းပခဲ့ပါတယ်။စည်းဝေးမှာဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအဖွဲ့ဝင်တရားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးသိန်းဦးမှအဖွဲ့မှစကားပြောကြားခဲ့ပြီးမကွေးတိုင်းမန္တလေးတိုင်းလွှတ်တော်ရဲ့လွှတ်တော်ကိုယ်စားလှယ်များမှနှုတ်ခွန်းဆက်စကားအတည်တည်ပြောကြားခဲ့ပါတယ်။အိမ်နောက်ဗီဒီယိုနဲ့လူမှုကြီးကြေးဝန်ကြီးဌာနတွဲဖက်တွင်ဝင်မှ ဂျာကာလာဒေသနာပြည်သူ့အချုပ်ရေးဖော်ဆောင်မှုဗဟုကော်မတီရဲ့လုပ်ငန်းဆောင်ရွက်ထားမှုအခြေအနေတွေကိုရှင်းလင်းတင်ပြခဲ့ပြီးလွတ်တော်ကိုယ်စားလှယ်များမှသိရှိလူသိများကိုဆွေးနွေးပြောကြားခဲ့ကသက်ဆိုင်ရာဝန်ကြီးဌာနများမှပြန်လည်ဆွေးနွေးခဲ့ကြပါတယ်။စီဝေးကိုပြည်ထောင်စုဝန်ကြီးများဒုတိယဝန်ကြီးများမကွေးတိုင်းဖရဲယူနစ်လွှတ်တော်မန္တလေးတိုင်းလွှတ်တော်ကိုစားပြုကော်မတီတို့မှလွှတ်တော်ကိုယ်စားလှယ်များမြေရန်အတွင်းဝင်များဒုတိယအတွင်းဝင်များတွဲဘက်အတွင်းဝင်များဌာနဆိုင်ရာများမှတာဝန်ရှိသူများတက်ရောက်ခဲ့ကြတယ်လို့တင်ရင်ရရှိပါရရှင်။ ဆက်လက်တင်ပြပေးဦးမယ်တဲ့ရင်ကတော့တပင်းမျိုးနယ်ဥရိနင်းချွေရစာတင်ချောင်းတွင်စစ်လော်ဘီများဖြန့်တယ်လို့လက်နက်ထုတ်လုပ်ခြင်းမရှိတယ်လို့စာတင်ချောင်းနှင့်တက်ဆွဲထားခြင်းလည်းမရှိဘူးလို့ပြည်ထောင်စုဝန်ကြီးဒေါက်တာဆော်ဝေစုပြောကြားလိုက်တဲ့အကြောင်းအရာပဲဖြစ်ပါတယ်။တပင်းမျိုးနယ်ဥရိနင်းချွေရစာတင်ချောင်းမှာစစ်လော်ဘီတွေဖြန့်တယ်လို့လက်နက်ထုတ်လုပ်ခြင်းမရှိတယ်လို့စာတင်ချောင်းနှင့်တက်ဆွဲထားခြင်းလည်းမရှိဘူးလို့ပြည်ညာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာဆော်ဝေစု PPTV နဲ့တည်ထက်မေးမြန်းခန့်မှာပြောကြားခဲ့ပါတယ်။ 2022ခုနှစ်စကတည်းမှာကဘဲကြောင့်ဘဲဆေးရုံမှာမှတက်မဆွဲဖို့ကျွန်တော်တို့ကြီးညာချက်တွေထုတ်ပြီးတာဥပဒေတွေထုတ်ပြီးတာဖြစ်ပါတယ်။ဒါကြောင့်ကာကွယ်ဥညီဌာနနဲ့ကျွန်တော်တို့ပညာဥညီဌာနကျန်းမာရေးဥညီဌာနတို့ညှိပြီးတော့ဘဲကြောင့်မှာမှတက်မဆွဲဖို့ကျွန်တော်တို့ဆောင်ရွက်တယ်။တကယ်လို့ဆွဲတယ်ဆိုရင်ကျွန်တော်တို့ရေးယူတယ်ပြပေးချမှတ်တာတောင်လုပ်နေတာဖြစ်တဲ့အတွက်ခုချိန်မှာတော့ဘဲချောင်းဘဲဆေးရုံမှာမှတက်ဆွဲထားခြင်းမရှိဘူးဆိုတာကျွန်တော်အနေနဲ့တိတိကျကျခိုင်ခိုင်မာမာပြောနိုင်ပါတယ် ဒါအပြင်ចောင်းကို uniform နဲ့လက်နက်နဲ့တောင်ဝင်ခွင့်မပြုပါဘူး။ကျွန်တော်တို့ပြည်သူခြေပြုចောင်းတွေမှာ uniform နဲ့လက်နက်နဲ့တောင်ဝင်ခွင့်မပေးဘူးလို့ဝန်ကြီးကပြောပါတယ်။မင်းလာ၁၂ရက်မနက်ပိုင်းတပင်းမြို့နယ်ဥရိဉ္ဇီရွာစာတင်ចောင်းလေចောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်တွင်တေဆုံးသူចောင်းသားကလေးငယ်နဲ့ဆရာဆရာမပါဝင်24ဦးရှိခဲ့ပြီးထိခိုက်ဒဏ်ရာရရှိမှု102ဦးထိရှိခဲ့ပါတယ်။ဆိုပါဖြစ်ရပေါ်စစ်ကောင်စီနဲ့စစ်တပ်လော်ဘီများကပုံဖြတ်၍ စာတင်ကြောင်းတွင်လက်လုံမိုင်းများလှုပ်ဆောင်နေသည်ဟုမဟုတ်မမှန်ထုတ်လွှင့်ကကာကွယ်ရေးဘော်များတက်ဆွဲထားကြောင်းစွပ်စွဲထုတ်လွှင့်ပေါ်ပြခဲ့ပါသည်ရှင်။ ဆက်လက်တင်ပြပေးမယ့်တဲ့ရင်ကတော့လေကြောင်းတိုက်ခိုက်ခံရမှုအတွေ့အကြုံတွေဟာအနည်းဆုံးအကျဲနှစ်ပေအနက်နှစ်ပေရှိတဲ့တကူစားဝစ်ချင်းတွေကိုအနည်းဆုံးနေရာမှာပြင်ဆင်ထားတဲ့လို့လူဝင်ကြီးခွန်စောဘူးပြောကြားတဲ့အကြောင်းအရာပဲဖြစ်ပါတယ်။လေကြောင်းတိုက်ခိုက်ခံရမှုအတွေ့အကြုံတွေဟာအနည်းဆုံးအကျဲနှစ်ပေအနက်နှစ်ပေရှိတဲ့တကူစားဝစ်ချင်းတွေကိုအနည်းဆုံးနေရာမှာပြင်ဆင်ထားတဲ့လို့တရားစတာနဲ့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဒူဝင်ကြီးခွန်စောဘူးကပြောပါတယ်။ရှေ့တန်းကစေးရေးတွေ့အကြုံအရာ စစ်ကောင်စီလေရင်နဲ့ပုံကျဲတဲ့ပုံစံသုံးမျိုးရှိတယ်။စစ်မြေပြင်မှာအရေးကြီးစခန်းသိမ်းလို့ရကန်ဒီစစ်ကောင်စီဘက်မှအသေးတန်ခုခံနေတဲ့အချိန်တိုက်ပွဲ area စစ်ကောင်စီစခန်းပတ်ပတ်လည်ကိုကျဲတဲ့ရဲဘော်အထိခိုင်နေတယ်။အိုင်ကွန်ကနေငတ်ဆိုးလာကြောင်းသတိပေးတဲ့ကြားရပြီးပုံဝင်ချင်းရတယ်။စခန်းသိမ်းပြီးတိုက်ပွဲပြီးဆိုရင်စကန်လိုက်မှာရှိတဲ့စေးထိုင်စခန်း၊ကင်းထိုင်စခန်းတွေကိုကျဲလို့ရှိတယ်။ဒရယာရဲဘော်တွေကိုလာကြည့်စေးထိုင်မှာပြန်လာနားတဲ့ရဲဘော်တွေလည်းများတယ်။မကြာခဏမောင်းထုတ်လူချဲခိုင်းရတယ်။ နောက်ဆောင်တိုက်ပွဲပြီးပြီဆိုတာနဲ့စီးအထိုင်ကိုချက်ချင်းနေရာရွှေ့ရတယ်။ကစိရဲဘော်သုံးကြဆုံးခဲ့ရတယ်။ရဲသားနေရာကျဲချင်းမှာတိုက်ပွဲဖြစ်ပွားခြင်းမရှိ။တိုက်ပွဲနေရာမဟုတ်ဘဲနိုင်ငံရေးဖိအားပေးခြင်းလို့ရဲသားတွေနေတဲ့နေရာတွေကိုကျဲတာဖြစ်တယ်။လူထိခိုက်အများဆုံးဖြစ်တယ်။ပြင်ဆင်ချိန်မရဘူး။တခါတလေညချိန်ဖြစ်တဲ့စိန်ခေါ်ချက်များတယ်။အ ਨੇ ဆုံးနှစ်ပေအနက်အကျဲနှစ်ပေရှိတဲ့တကူဆောင်ဝတ်နိုင်တဲ့ဝတ်ကျင်းကိုအနည်းဆုံးနေရာမှာတူးထားတဲ့နယ်လို့မြင်မိတယ်လို့တူဝင်စီကပြောပါတယ်။ 2023ခုနှစ်ကနေ2025ခုနှစ်အပိလာအထိကောက်ယူရရှိထားတဲ့အချက်အလက်တွေအရဂျမတ်စယုတ်စုရဲ့လေကြောင်းတိုက်ခတ်မှုဖြစ်စဉ်ပေါင်း2585ခုရှိပြီးသေဆုံးသူဦးရေ2952ဦးရှိခဲ့ပါတယ်ရှင်။အမေရိကန်နိုင်ငံဝါရှင်တန် DC ရှိစစ်ကောင်စီတပ်ရုံးရှိမြန်မာအင်အားစုများဆန္ဒထုတ်ပေါ်မဲ့သတင်းကိုတင်ပြပေးပါအောင်မယ်။အမေရိကန်နိုင်ငံဝါရှင်တန် DC ရှိစစ်ကောင်စီတပ်ရုံးရှိမှမြန်မာအင်အားစုများဆန္ဒထုတ်ပေါ်ခဲ့ကြတယ်လို့သတင်းရရှိပါရတယ်။ ဝါရှင်တန် DC ရှိမြန်မာအချမ်းဖတ် SAC ရုံးရှိမှာရောင်းဆုံးပါဝင်သူများရှင်နှစ်ဆန္ဒပြခဲ့ကြပါတယ် SAC နဲ့၎င်း၏ထောက်ခံသူများကိုအဓိကအားဖြင့်တရုတ်နိုင်ငံကိုစန့်ကျင်သည့်တိုင်းသားပေါင်းစုံပွဲလို့ခေါ်ဆိုနိုင်တယ်လို့အင်အားစုများကအသိပေးဖော်ပြပါတယ်လေနှစ်ကြာကြာဆီယနာရှင်များ၏ရက်ဆက်ကြံ့ကြုံစွာဖိနှိပ်မှုတံကိုခံစားခဲ့ရသောမြန်မာနိုင်ငံတွင်ရှိမြန်မာနိုင်ငံသားများအတွက်အားတက်သရောအောင်မြင်ပြီးအားကောင်းသောဆန္ဒပြပွဲလည်းဖြစ်ပါရဲ့ရှင်။ ခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတော့ပါကီမပေးပို့ထားတာဖြစ်ပါတယ်ရှင်ပါရှင်မနက်ပြန်မီလာ18ရက်နေ့တော်မူလေးဝတာခံမှန်းချက်တီကတော့ဘင်္ဂလားပင်လယ်အော်အခြေအနေမှာကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အထင်တင်ကနေတိမ်ထူထနိုင်ပါတယ် ဖိလစ်ပင်းအခြေအနေကတော့တနင်္လာရီကံရတဲ့နယ်မုတ်တမကွေးတို့မှာလီဟာနောက်နောက်မြောက်ဘက်ကနေတနင်္လာရီကို15မိုင်ကနေ25မိုင်ခန့်တိုက်ခတ်နိုင်ပြီးလိုင်းအသင့်တင်ကနေလိုင်းကြီးနိုင်ပါတယ်။ ရခိုင်ကန်ယူရဲနဲ့မြဝကျော်မော်ဒေသတို့မှာတော့လီဟာအနောက်အနောက်တောင်ဘက်ကနေတနအီကုန်9မိုင်ကနေ10မိုင်ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအနေငယ်ကနေလှိုင်းအသင်အတင်ရှိနေပါတယ်။မိုးချီနေကတော့နေပြည်တော်စကိုင်းတိုင်းမန္တလေးတိုင်းရန်ကုန်တိုင်းအေရဝတီတိုင်းပဲခူးတိုင်းတနင်္သာရီတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ကရင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာနှံ့ပြားကနေနေရာစိတ်စိတ်မိုးထုံချွာနိုင်ပြီးမကွေးတိုင်းမှာနေရာစိတ်စိတ်ကနေနေရာကျဲကျဲမိုးထုံချွာနိုင်ပါတယ်။ ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ရန်ကုန်တိုင်းတို့မှာဒေသလိုက်မူကြီးနိုင်ပါတယ်။မိုးဆက်တိုက်ရွာသုံးမှုတွေကြောင့်ရေပေးမြေပြိုပေးတွေလည်းသတိပြုသင့်ပါတယ်။နေ့ပူချိန်တွေကတော့မြန်မာနိုင်ငံတဝန်းလုံးမှာပုံမှန်အပူချိန်အောင်ကျဆင်းနိုင်ပါတယ်ရှင်။ဗီဒီယိုအန်ယူဂျီရဲ့ဒီကနေ့ညထုံးလွှင့်မှုနောက်ဆုံးအနေနဲ့တိုင်းသောဘာသာစကားထုံးလွှင့်မှုအစီအစဉ်ကိုနားဆင်ကြရပါမယ်။ ကယင်းနီကရားဘာသာနဲ့တပတ်အတွင်းသတင်းများကိုခူးရဲကတင်ပြပေးပါမယ်ရှင်။ဘဝမဖက်စီလိုပလီတမှုပဲစင်ခုံရအွှေခဲရေဒီယိုအန်ယူဂျီတနွေကွာရီကြရင်ဟိဆူထေလူပဲစင်နာကရားလင်းငုံနပါဖာမာခူးရဲနေပြန် ဂလူလူရီကရင်နာမှာ NUG TK growing ဖြစ်ကြကူမပူရင်တော့အစီလေးမပေးချာနီတီ TK growing အကလကလိုဒတရီစင်းဘီမီလက်ဆူမြအရှေခဲအဘာချာနီဒူလူနာတေမီတရီကူရင်နဒီလူတီနီဒီနာပဲဂလူမီစစ်တဲ့ဘရော့ဂျင်းနီဒီအငီခွီရင်နာမှာ TK growing တေမီအကလကလိုတေမီတတရာခူစီရင်နမေတာတီတူဘီရာဘီနီဒီအငီအာဆီယံဩစတြေးလျာ TK ချက် TK အိန္ဒိယ TK ဂျပန် ठीके ကိုရီးယား ठीके နော်ဝေး ठीके ပြစ်သစ် ठीके အမေရိကန် ठीके ခါလီစီနုအဒယာအူမာနီထွန်ကန်နီဒေပရလူမီစီတဲပရော့ဂျူနီတီအငေခွိစာပယ်စီဖုနာထအနာနီရီနီရှနာလွီနာဂျူလန်အရှုခဲယီနုတီမော့ဒီမိုကရက်တစ် ठीके ဒီလီဘီမခါလီယီနုအဘုံမူပဲနီကတ်ဒီ ठीके ပရော့ဂျူမြာ ठीके အဘဇနာတတမယုတ်ဖုနာထ အတယောဘနီကြတဲ့မြေဖရဒဖရအဒူကူဖုန်တိလူထီနီဒီနာဘရေနေတုတို့အမေရိကန်တီကေဝါရှင်တန်ဒီစီခါလီယင်းဖဲလူမီစီတဲ့ဘလော့ဂျူနီတီအငေခွေးတီကေကလောင်းရဖရကြကူမဘိုဂျိုနဘမှုဘနီကြတဲ့ယင်းနာဘရေကုလသမဂါခါလီဟိနမအပေစနကုလသမဂါအော်တိုမန်ဒီဂျီများတီကေစာပေတန်မတ်ဒူဦးချောင်းမထူရင်လာရောအဖြစ်ပညာပူနီဒီတေတရာခူဖုန်တဲ့ ဖကြကူမဘုဒ္ဓတရားမစီတပိချဘိညိတိုင်ငေအပစင်နအပရမုထေကေလောပီစီယနာမမေပရောချီတရိဒရဏိဒီနာမအိုဒီတိလိထင်းဤဒီဖွေဟိနာမစင်ငေနိဒီနာတရိတေကြာယနာလေပရမေချဘုကလမအပရမုစီယနာမအစိမေမမေတရားနိဒုတရှိရှိဒုနာဆူလီဟိုခါလီဖုနထအခေတာနိဒီနာကစပောရှိနေအပရဒုဖွေနာရောခရလူမီစီနာမမေတာတေရှောက်ကူရှိဘိညိကျန်ငေစီဒီအမ် <laughs> <laughs> ရကူယာနီဒီဆရာဝန်တူဒေါက်တာဆိုမင်းရင်လာတော့ဒီလူထင်းဒီပဲဆိုရှယ်မီဒီယာကိုရင်လာပဲဒီပရင်တော့ခါလေပကျဲစီလက်ထရစ်ချင်းနီဒီလီလဲနာအခဲအလိခေတာနီဒီနာရှင်ယာပလော့ဒူရင်နာမှာပကျဲဖူးစီအဆောင်အင်းဒီနာမှာဦးနီဒီဖူးနော်ရင်နာမှာမိုပေပေပဲဖရမတာတင်းဒီနာမှာအိုနော့တော့ဖွင့်လာတော့မြချင်းဒီနာမှာအဘေရှဲနီဒီရောစီပရိုဆူတီဒကူဖူးနော် ဤနာမှာတပိုင်ခုလောပရီလစ်စင်ငိပန်နီဒေအငိပပအချီအရီပဒတ်ဆိုစင်ငိနီဒီနာမှာအလူနီဒူတပိယာအလေးထွထင်းနီဒီရီယာစီနာမှာမိုဘေစုပေဟိနာမှာတီကေလောပလီလစ်စင်ငိပန်နီဒေအငိပပဒီလူထင်းနီဒီနာမှာအလူနီဒူဖုနကလီမတ်အပလော့မှုစီနာမှာအစီမဲမမေတျာခေတာနီဒူတရွှိရှိစီဆူလီဟိုစီနာမှာတပတ်တကီအိုအနီဒီနာမှာမြားထင်းနီဒူဖုနခေနီဒူဖွေဟိနာမှာစင်ငိနီဂျနာတရီတက်ကြရင်နာပရင် ကေအလီကေဒီမော့ဆိုဗေမူဒရှင်ရဒကေခါလီနကလီမဲအပလော့မူစီနာရောအနော်ယီနီဒီနာဂျက်ဖိုက်တာအခေတာနီဒီနာကုဆဘောရှင်နီအပလော့ဒူအပလော့ရှစ်ဖူခါလီဖုန်ဟိနမာဒီလူထိန်နီဒီနာဘဲဗိမီလဲအငေဆူဆူမော်ခေရှင်နတမအခေယီနအခေတာနီဒီနာပေါတေရဲ့တူနီဒူပေါဆူရဲ့ခါလီဘုံညာပလော့ဖုန်ထေဗိမော်ခေရှင်နငေမအခေယီနမာအခေတာပဟယာပူနီဒီနာဘုံညာပလော့ဖုန်ဟိနမာစင်ငေနီဒူ လိခေတာစာပဏိဒီနာမအဘေရှင်နိဒီကေယစီနာအိုနောတိုမနာရောအနုဆယာဘေနိဒီရှင်ယာပရောတိုအခုစီဖွေနာရောအမုန်နိဒီစီအဖရယာနိဒီစီနာမအိုနိဒီဖုနောတောဖုဆိုဘူတဖေနာရောတဆူလူနိကြာဒီနာပေအလိထေကန်နိဒီဘေအပီလနိရှင်နာလူညာရှုခေကူယီနာမဖာဆာဝီမူမောချီတောခာလီယီနု ကလမအပလော့မူစီအခေတာနီဒီနာကဇဘောရှင်ယာပလော့ဒူဖွေနာရောအိုနီဒီလေကူပကျေဖူနာပရမောစီအိုပာနီဒီတော့ပုဆုဖူအဖဲဆူဆူရင်နအစကယနီဒီနာမအိုဒီဟိနမစင်ငယ်နီဒီနာတရီတက်ကြာရင်နာပဲခရီယူတီကေနာမြာချီကေကေကူအိုပကနာကေယာလီမီချူဖူစီတပြားချေဖူအဖဲသစီလရင်နမြာချီဘေနီဒီနာလေအေလီအိုဆူဖဆူရယာအရီကြာရင်နဟေဆူသေးလူပဲစီပါခရီယူတီကေနာမြာချီကေကေကူအို တပြချေဖူးစီလေးဦးနီဒီခါလီပကနာကေယလီမီကျေတပြချေဖူးစီအဖရဲတရီလောက်ရင်နညချေပဲနီဒီနာလေအေလေအိုဆိုဖာဆိုရယာဖူးနတပိုင်ခုခုကိုပကအပလမူစီနာရောဒီလူထင်းနီဒီနာပဲပကနာကေယလီမီကျေဖူးစီပုန်ညပုန်ညလေအေနီဒီလေအေလေအိုစင်နအစီမတာယူနီကတူဖူးနာရောညချေပဲနီဒီနာတပြထက်ရှဲဖူးရဲ့ဒီလူထင်းနီဒီနာပဲတပြတဲ့ချေဖူးစီနာ IDP အပလေကူရင်နာမှာ o vi o kwa so pa so ria plo chu ni de si na ma me ta tu be ni di a nge e si ku cha ni de phu na the american na de ko re phre di lu pya che si na ma phi u chi ke o te pya chi phu si a nge ta bi ha le me chu ni di si na ma me ta tu ni de phu na the e si be ka khi san ni de phu na di le chi ni di na pre ခုညာဖရဂျီလူပြချက်စီနာမှာအိုနီတူဘေဖရီယိုတီကေတပြချက်ဖူးစီနာ IDPC အငင်းရူပလော့ချီရင်နာမှာ မေချာလောတိတာနီတူပါဖုန်လောထပြယုချေကီနမတက်ပြချေဖုဆျံငေအဒိနီတူတေမေဖုန်လောထအနောမီနီတီတေမေဖုန်လာပါဒီလူချင်းနီတူဖွေဟိနမစင်ငီနီတူနာတရီတေကျရှင်နာပရင်ကိုညာဟိဆုဒီလီဘစီရေဒီယိုအန်ယူဂျီသနွေကိုရီကြမာထူနီရတူဘီဟောညီတာနီတူဘောမိုဖက်စီလောပလီအမှုရယာဒရတ်ဆင်နီလောတူပုန်နတဖေပါနီတေဘွီတတရီ ီကနေ့ကတော့ဒီညနဲ့ပဲ Radio NUG ရဲ့အစီအစဉ်လေးကိုခਿੱတရနာလိုက်ပါမယ်ရှင်။မြမစံတော်ချိန်မနက်၈နာရီခွဲနဲ့ည၈နာရီခွဲအချိန်တွေမှာပြန်လည်ဆုံတွေ့ကြပါစို့။ Radio NUG ကိုမနက်ပိုင်း၈နာရီခွဲမှာလိုင်းတူ16မီတာ17.8 MHz နဲ့ညပိုင်း၈နာရီခွဲမှာလိုင်းတူ25မီတာ17.6 MHz တို့မှာဓာတ်ရိုက်ဖမ်းလို့နိုင်စေပါပြီ။မြမနိုင်ငံသူ ိုစိတ်နှဖျားစမ်းမချမ်းသာလို့ဘေးကင်းလုံခြုံကြပါစေလို့ရေဒီယို NUG အဖွဲ့သူဖေတော်တွေကဆုတောင်းနေတာပါရှင်။မိသားစုမျိုးတွေအစိုးရရဲ့စက်တော်ရင်တည်အချက်နဲ့ရုပ်ပညာဝန်ကြီးဌာနကထုတ်လင်းနေတဲ့ရေဒီယို NUG ဖြစ်ပါတယ်။ San Francisco Bay Area အခြေစိုက်မြန်မာပြည်သားစုတွေနဲ့နိုင်ငံတကာကစေတနာရှင်တွေအားပေးနေတဲ့ရေဒီယို NUG ဖြစ်ပါတယ်။အရေးပေါ်ပုံအောင်ရမည်